ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒါဂျာတာပရိညာတောက်ကြံနေမနေ့မှာဆိုရင် Manchester United က Premier League ပွဲစဉ်14အဖြစ်အိမ်ကွင်းမှာ West Ham ကိုကျွန်တော်တို့ဒါလက်ခံကစားပါမယ်ဆိုတော့ဒီပွဲမှာကျွန်တော် West Ham ကိုအနိုင်ယူပြီးတော့ဒါအဆင့်ပိုတက်ဖို့အတွက်ကျွန်တော်ကြိုးပမ်းနိုင်မလားဒါမှမဟုတ် West Ham ကပဲကိုရီကိုအဝေးကွင်းမှာဒုက္ခပေးသွားနိုင်အောင်မလားပေါ့ညီကတို့ဘယ်လိုမြင်ကြလဲဒီပွဲနဲ့ပတ်သက်လို့ဘယ်လောက်ထိကျွန်တော်မျှော်လင့်ထားကြလဲ ဆိုတော့ဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်လက်ရှိဒီပွဲမှာဆိုလို့ရှိရင်ဝက်ဆမ်နဲ့ပတ်သက်လို့အရင်ဆုံးကျွန်တော်ပြောကြည့်အောင်ဝက်ဆမ်ကဒီပွဲမတိုင်ခင်မှာသူတို့အကွင်းမှာလေဘဝူးတင်းကိုသူတို့က2ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ရှုံးနေထားပြီးတော့လူကတ်ပါကီတာသူတို့ရဲ့အကောင်ဆုံးကစားမလို့ပြောလို့ရတယ်နော်သူတို့နှစ်ဝါတနီနဲ့သူတို့ထုတ်ပယ်ခံရတာဖြစ်ရတဲ့ကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာလူကတ်ပါကီတာကျွန်တော်ကပါဖို့မရှိဘူးနော်ဒါအပြင်နူနူဆန်တိုစ်ရဲ့လက်အောက်မှာ၃ပွဲဆက်တိုက်ရှုံးပွဲမရှိနေတဲ့အခြေအနေမျိုးကိုလည်း လီဗာပူးနဲ့တွေ့ပြီးမှသူတို့ရှုံးနေခဲ့တယ်။အဲ့ဒီတော့ကိုရီကွင်းကိုလာကစားမဲ့ချီနီမျိုးမှာဝက်ဆမ်အတွက်မျှော်လင့်ချက်ကအများကြီးမရှိဘူးလို့ကျွန်တော်ထင်တယ်။လက်ရှိဝက်ဆမ်ရဲ့အနေထားနဲ့ကျွန်တော်ပြောရရင်ဝက်ဆမ်ကအဲပရီးမီးယားလိအဆင့်ဆက်ခွန်မှာရှိနေပါတယ် နော်ဒါအပြင်73ပွဲကင်ထားတဲ့နေရာမှာသူတို့3ပွဲပဲနိုင်ထားတယ်2ပွဲတည်ရကြပြီးတော့သူတို့10ပွဲရှုံးနေထားတယ်တိုက်စစ်က15ခုရပြီးတော့ခန်းစစ်က29ခု28ခုကြီးပြန်ပြီးထားတယ်နောက်ဆုံးပရီးမီးယားလိသူတို့ရဲ့9ပွဲကိုကျွန်တော်ကြည့်တဲ့အခါ2ပွဲရှုံး2ပွဲနိုင်2ပွဲတည်ဆိုတဲ့ရလက်မျိုးနူနူဆန်တိုးစ်ကရအောင် ပုံဖော်ပြထားတယ်ဒါဟာကျွန်တော်အမြင်ရဝက်ဆန်မြေအနေထားနဲ့ဆိုလို့ရှိရင်တော်တော်ဆိုးတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ဝက်ဆန်ဟာဒီထက်အများကြီးပိုကောင်းနေရမယ်အသိန်းပါ။ ဒါပေမဲ့လည်းလို့နီးပြဖြစ်တဲ့နူနူဆန်တိုစ်ကဒီရာဒီအလဲကြီးမှာဗျာเนาะကျွန်တော်ဒါလားတယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့ဘာမှပြင်ဆင်ခြင်းအများကြီးရခဲ့တာမဟုတ်ဘူးနီးပြအပြောင်းလဲတွေဘာတွေကလဲသူတို့ကလှုပ်ထားတာဆိုတော့ဆန်တိုစ်ရဲ့လက်ထက်တည်တံ့ကြည့်ရင်အခြေအနေတော့ကောင်းနေလို့ကျွန်တော်ထင်တယ်ပေါ့เนาะဆိုတော့ဝက်ဆမ်ရဲ့ကျွန်တော်လက်ရှိအနေထားကကျွန်တော်ဒီသူတို့သူတို့ရဲ့ပေါ့เนาะအဝေးကွင်းကိုလာကစားရမယ်ဆိုတော့သူတို့အဝေးကွင်းခြေသွင်းကိုကျွန်တော်ကြည့်ရင်ဝေးကွင်း6ပဲမှာဝက်ဆမ်ကတပွဲပဲနိုင်ပါသေးတယ် တပွဲနိုင်ထားတယ်၊နှစ်ပွဲတည်ကြထားတယ်၊သုံးပွဲရှုံးနေထားတယ်။တိုက်စစ်က9ခုရပြီးတော့အဝေးကွင်း6ပွဲမှာခန်းစစ်က10ခုပြန်ပြီးထားရတယ်။အဝေးကွင်းနောက်ဆုံးသူတို့ရဲ့အဝေးကွင်းတီးတဲ့နော်အဝေးကွင်းတီးတဲ့ဝက်ဆမ်းရဲ့နောက်ဆုံးအဲ9ပွဲကိုကျွန်တော်ကြည့်ရင်နိုင်ပွဲတပွဲပဲကျွန်တော်ရှိပါသေးတယ်။ဒါပေမဲ့လည်းလို့အဲ့ဒီတွေက၄ပွဲဇက်တိုက်ဆိုသလိုသူတို့ဝက်ဆမ်းဟာအဝေးကွင်းမှာနိုင်ပွဲပျောက်နေပါတယ်။အဲဒါကိုကျွန်တော်ကြည့်ရင်ကိုရီအတွက်ကတော့အဝေးကွင်းတိုင်ပတ်နေတဲ့ဝက်ဆမ်းကိုအိမ်ကွင်းမှာ ဒုက္ခပေးနိုင်ခြင်းရှိတယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဘယ်လိုပြောမလဲဒီ Everton နဲ့ပွဲမှာလည်းအဲ့လိုပဲကျွန်တော်ပြောခဲ့ကြတာပဲကြည့်တယ်မလား Everton ကိုတကူတယောက်ရော့နေတောင်မှကျွန်တော်တို့ကအနိုင်မယူနိုင်ခဲ့ဘူးဗျာအဲ့တော့ West Ham နဲ့ပတ်သက်လို့လည်းဒါက data ဆိုတော့ data လောက်ပဲကျွန်တော်ရှိတာပွဲတော်တွင်မှာဘာတွေဖြစ်လာအောင်မြင်မယ်ကျွန်တော်မသိဘူး Santos 2ဘာလို့ဆိုတော့မြူက ပြိုင်ပအတင်းကြီးကိုကျွန်တော်တို့ချင်းကက်တဲ့အနေထားမှာသူတို့ချင်းကက်ပုံတွေကတော်တော်ကောင်းတဲ့နေရာမှာပါတယ်အဲ့ဘဲကအဲ့တော့ကိုရီနီနဲ့ဒီလိုမျိုးဝက်ဆန်ရဲ့အဝေးကွင်းဆွမ်းဆောင်ရည်တွေလွဲမဲ့သူတွေဘာညာပြောနေပြီမဲ့လို့ကျွန်တော်တို့အတွက်လွဲခြင်းမှလည်းကျွန်တော်လွဲလိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့ data အချက်လက်တွေကကျွန်တော်ကြည့်ရင်အများကြီးကိုရီအနေနဲ့ဒုက္ခပေးနိုင်စွမ်းရှိရမယ်တယ်မှာကျွန်တော်ပါတယ်ဆိုတော့ နော်အသင်းသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ကျွန်တော်ခုနကပြောလိုပဲဝက်ဆမ်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကပါဂီတာကျွန်တော်တို့ကလွဲချုံမှာဖြစ်တယ်။အာကိုရီဘက်ကတော့ဒိုင်းနာတခုဒီသာမတ်တစ်စ်ကုညာတို့ဘာလို့ပြန်ပါမယ်ဆိုတော့ဒါသတင်းကောင်းပေါ့လေ။ဆိုတော့ဝက်ဆမ်ကဘယ်လိုပြောမလဲသူတို့သူတို့နဲ့ပတ်သက်ရင်ဒါဒေတာကဒါကျွန်တော်ဒါအကုန်ပဲဒေတာကနော်။ဆိုတော့ကိုရီနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်ညူတို့ဒါကိုဖြစ်နိုင်ချေပွဲထွက်လူစင်းကတော့ကျွန်တော်ကျွန်တော်ဘေးမှာတွေးတဲ့အတိုင်းပဲလူကြရားကြီးကျွန်တော်တို့အပြောင်းလဲဖြစ်နေမယ်လို့မထင်ဘူး။ ကူညာပြန်ပါမယ်ဆိုပေမဲ့လူတချို့ညီကိုတွေတွေ့ကြတယ်လေဟာမတည်းကူညာပြန်ပါမယ်ချက်ချင်းဆိုသူတို့ဒီကောင်ကိုပွဲထွက်လူစင်းနေမှာငါတို့ပေးသင့်တယ်ပါညာပေါ့အတွေးကြီးအမှန်ပါတယ်ကျွန်တော်မတည်းကူညာလိုကစားမမျိုးကို Crystal Palace နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့တော့မှလိုအပ်ခဲ့သေးတာဗျာသိလားဆိုတော့အဲ့တော့ဒီလိုပွဲမျိုးမှာလည်းကူညာကိုကျွန်တော်တို့လိုအပ်တယ်အမှန်တမ်းပြောရင်ဒါပေမဲ့ Joshua Zirkzee နဲ့ Mason Mount ကလက်ရှိသူတို့ရနေတဲ့ပွဲထွက်ခွင့်တွေကိုမဆုံးရှုံးသင့်ပြီလို့ကျွန်တော်ထင်တယ် သူပြင်အထူးသဖြင့်ဒဏ်ရာပြဿနာကနေပြန်ကောင်းလာတယ်ဆိုတဲ့ကစားမတစ်ယောက်အတွက်တွင်းကူးတွေကိုစီတွင်းပေးထားတဲ့ကစားမနှစ်ယောက်ကလုံးဝပွဲထွက်ခွင့်ဆုံရှုံမပေးတင်ဘူးလို့ကျွန်တော်ထင်တယ်။နော်ဒါအပြင်ဝက်ဆမ်နဲ့ပွဲစဉ်ကတော့ဂျူရှူအာဇီဂီအတွက်လည်းအဆင်ပြေနိုင်တယ်လို့ကျွန်တော်ထင်တယ်။မီဆန်မောင်းအတွက်လည်းအဆင်ပြေနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့မက်ဒီစ်ကွညာကြီးမဖြစ်မနေပါရမယ်ဆိုတဲ့အနေထားမျိုးကြီးလို့ကျွန်တော်မထင်ဘူး။ပွဲထွက်ကလေးကဒုတိယပိုင်းကျမှကျွန်တော်ထင်မယ်ဆိုရင်နားလေလို့ကျွန်တော်ယူရသေးတယ်။အထူးသဖြင့်ကျွန်တော်တို့က9ရက်ကို3ပွဲလောက်ကစားမယ့်အခြေအနေမျိုးမှာ အဲဒီဘလူးရတိုက်စစ်ပိုင်းမှာကအပြောင်းလဲလုံနိုင်နေကောင်းနေပါပဲအဲ့တော့ကျွန်တော်တို့နေမေဆန်မောင်းနဲ့ဂျိုရှူအာဇစ်ဇီကတော့မဒီစ်ကွန်ညာပြန်လာလို့ဆိုပြီးတော့ကျွန်တော်တို့နေပေါ့နော်ချက်ချင်းဆိုလို့နေရာပြောက်သွားတဲ့နေတဲ့မှာပါမယ်လို့ကျွန်တော်မထင်ဘူးပါတဲ့နေလို့ကျွန်တော်မထင်ဘူးအဲ့တော့ကွန်ညာကိုအရန်ကုန်မှာပဲထားတဲ့နေလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့နေပေါ့နော်ဝင်းဘက်စ်တီကအပြောင်းလဲဖြစ်လိမ့်မယ်လို့မထင်ဘူးเนาะဒါတော့ကလည်းပြီးခဲ့တဲ့ပွဲကကောင်းနေတာအာမတ်ကလည်းပြောစရာမလိုဘူးဆိုတော့ဆန်တာဘက်၃ယောက်နေရာမှာတော့ကျွန်တော်ဒီမာဇရာဝီကိုတွေ့ရမယ်လို့ကျွန်တော်ထင်တယ် အဲလွန်နီယူတို့ကဟိုတနေ့ကသူတော်တော်လေးပြဿနာကြီးသွားပါတယ်နော်ဒါအပြင်သူကရှေ့ပွဲတွေမှာဇက်တိုက်ကစားခဲ့ရတာတွေကိုအဲအဲ့ဒီအဲ့ဒီသူတိုင်ပတ်သွားတဲ့စိတ်အနေထားကြောင့်ကိုလာမယ့် weekend မှာလည်းထပ်ကစားရအောင်မှာကိုကျွန်တော်ကြည့်ရင်နီးပြကတော့အနာပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်မာစတာဝီကိုကျွန်တော်တုံသုံးသိနေလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါဖြစ်နိုင်ချေအများဆုံးပါကျွန်တော်ပရိသတ်တွေကြားထဲမှာတော့ Kobe Mainu ကိုကျွန်တော်မြင်ကျင်ရတယ်တကယ်တမ်းက Mainu တို့ဘာလို့ကိုနေရာပေးခြင်းလဲဆိုဒီလိုပွဲမျိုးကအခွင့်အရေးကောင်းပါ MOD တွေအတွက် အခွင့်အရေးကောင်းမှဒီလိုပွဲမျိုးကဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောသလိုပဲပြီးခဲ့တဲ့တနင်္လာနေ့ကပဲတနင်္ဂနွေနေ့ကပဲကျွန်တော်ကစားထားတာအခုကြာတာပရင်းနေ့ကိုကျွန်တော်ကစားရမယ်ပြီးရင်ကျွန်တော်အနေနဲ့တနင်္လာနေ့ထပ်ကစားရမယ်ဆိုတော့ကစားမရတဲ့ပွဲကအရင်ကျက်လွန်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တပတ်မှတပွဲပဲကစားရတယ်ဆိုမြဲလို့လက်ရှိ GT က9ရက်မှာ3ပွဲလောက်ကစားတဲ့အချိန်မျိုးမှာ menu အတွက်ကနေရာရတဲ့နေဘယ်နေရာကိုကျွန်တော်သုံးမလဲ ခက်စမဲတို့ကိုကြော်ပြီးတော့မင်းတို့ကိုတုံးမယ်လို့ထင်တာကျွန်တော်မထင်ဘူးဘလောက်ပဲလူစင်အပွဲတွေကြက်နေပါလေပြောပြောကက်စီကိုကြော်ပြီးတော့မင်းတို့ကိုတုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျာပြီးရင်လည်းပဲဟိုဥကာဒေးကိုတုံးရင်လည်းတုံးနိုင်တယ်ဒါပေမဲ့လို့ဗျာဥကာဒေးကိုမင်းတို့ကိုကြော်ပြီးတော့ဥကာဒေးကိုတုံးနေဆိုရင်တော့တော်တော်ကြီးကိုရုပ်ပြက်ဆင်းပြက်ဖြစ်သွားပြီနီးဗျာဖာနန်ဒက်စ်ကိုကြော်ပြီးတော့တုံးမလားဆိုတော့လည်းတိတ်မြင့်တရက်ထဲနဲ့သုံးပွဲစားလိုက်ကစားလို့နေနေကွာဖာနန်ဒက်စ်ကိုကြော်ပြီးတော့တုံးတုံးမှာကိုမဟုတ်ဘူးဖာနန်ဒက်စ်ကလည်းပွဲတိုင်းကကစားနိုင်နေတာ အဲ့ဒီတော့သိကြတယ် menu အတွက်ကနေရာမရှိဘူးလို့ကျွန်တော်ထင်တယ်တကယ်တမ်းကဒီပွဲဟာ menu အတွက်ကျွန်တော်ဖြစ်တင်နေပေါ့ WhatsApp လို့အသင်းမျိုးနဲ့ကတော့ဗျာ copy menu မကစားနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ menu နဲ့ partner တဲ့ဆိုတဲ့အတွဲကလည်းမြင်ရဖို့ကတအားရှားတယ်ဘာကြောင့်လဲဆိုတော့နီးပြအမ်မိုရင်တို့ရဲ့နှစ်ယောက်စလုံးဟာ defensive midfielder ဟုတ်မနေလို့ပဲအဲ့တော့ကက်စမဲရိုပါရင်ပါမပါရင်ဥကာဒီပါမယ်ပြီးရင်ဖာနယ်နက်စ်နဲ့တွဲမယ်ပေါ့ဆိုတော့ကိုဗီမင်းနူးကိုဘာမှတိတ်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါဟာပြည့်တနာပါအ တော့ပွဲလက်ကျန်နည်းနည်းလေးဒီမှာဆိုလို့ရှိရင်ထားပါတော့ဟို15မိနစ်လောက်ကျန်တာမျိုးကိုကလည်းတတိစီနဲ့နိုင်နေတာမျိုးပေါ့နော်ဒါ7မိနစ်လောက်ကျန်တာမျိုးဆိုရင်တော့ menu နဲ့ bruno အတွဲကိုကျွန်တော်တို့ထားကောင်းထားလိမ့်မယ်ပွဲအစကတည်းကတော့ defensive midfielder မပါဘဲနဲ့သူပွဲထွက်လိမ့်မယ်လို့မထင်ဘူးအဲ့တော့ဒါကဖြစ်နိုင်ကြီးပေါ့ဗျာဆိုတော့ကိုရီအတွက် MOD အနေနဲ့ပေါ့နော်ကျွန်တော်ကျွန်တော်ကတော့ Crystal Palace နဲ့မတိုင်ခင်တုန်းကပြောသလိုပဲကျွန်တော် Everton ကို10ယောက်17ယောက်နဲ့ကျွန်တော်တို့1-0နဲ့အိမ်ကွင်းမှာရှုံးအပြီးမှာ ကြားထဲမှာဘလူရလက်တီပဲထွက်ပေါ်လာထွက်ပေါ်လာပါနောက်ထပ်တပွဲမှာကျွန်တော်ဘာမှမမမျော်လင့်ရဲတော့ဒီတင်းနဲ့ပတ်တဲ့ဒါအမှန်တမ်းပြောတာကျွန်တော်ရှီပွဲမှာဆိုလို့ချင်းတကယ်ကောင်းတဲ့နိုင်ပွဲရလက်တီကျွန်တော်ကြုံခဲ့တယ်မျော်လင့်ချက်တွေကျွန်တော်အများကြီးထားတယ်နောက်ပွဲဒီမှာကျွန်တော်တိုင်ပတ်တယ်ဆိုတော့အမှန်တမ်းပြောရင်ကိုတင်းနဲ့ပတ်တယ်လို့အဲ့လောက်မမျော်လင့်ရဲတယ်ဆိုတော့ Everton ရဲ့ပွဲစဉ်ရှုံးနေအပြီးမှာ Crystal Palace တို့အသင်းမျိုးကိုနိုင်တယ်အရင်ကောင်းပါတယ် ဒါပေမဲ့တို့နောက်ပွဲငါတို့ဝက်ဆန်နဲ့ပွဲမှာထပ်နိုင်မလားကျွန်တော်အမြင်ကတော့နိုင်လိမ့်မယ်လို့ရှင်းတယ်သူတို့လည်းကျွန်တော်မမျော်လင့်ရေတော့မှန်တယ်ပြောရင်မမျော်လင့်ရေတော့ကိုတင်းကမျော်လင့်ညီကတို့ဘာဖြစ်မလဲသိတဲ့အတိုင်းပဲဒါပေမဲ့လို့ Crystal Palace ကိုကျွန်တော်ကယိုးယိုးနိုင်ခဲ့တာမဟုတ်ဘူး Crystal Palace ဆိုတာကိုရီနဲ့အဲ့ဒီပွဲမတိုင်ခင်မှာဒီကောင်ကြီးကအိမ်ဝဲမှာ12ပွဲဆက်တိုက်လာမသိဘူးသူတို့ကလုံးဝကိုရှုံးပွဲရှိမှထားတာเนาะကတော့မကောက်ဘူးထင်ပါတယ်အဲ့တော့အဲ့လိုမျိုး record ကြီးကျွန်တော်ဖြစ်နေတဲ့အချိန်မျိုးမှာကိုရီကခက်ခက်ခဲခဲအနေထား လူမဆုံတဲ့အနေထားနေပြီးတော့ဒီကောင်တွေပွဲပန်းတာတွေကိုကျွန်တော်တို့ကအခွင့်အရေးယူပြီးတော့လုံးဝအနိုင်ယူပြပလိုက်တာ1 2ဆိုရဲရတယ်နေအဲ့တော့အဲ့ဒီပွဲစဉ်ကကိုရီအနိုင်ရခဲ့တယ်ဆိုတော့မျိုးကတက်တက်အနိုင်ရုံနေမဟုတ်ဘူးဒီကောင်တွေရဲ့ record ပါချိုးပစ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒါကိုကြည့်မယ်ဆိုရင်ကိုရီကစားမားတွေအနေနဲ့ပေါ့နော်ခက်ခဲတဲ့ပွဲတွေမှာလည်းလုံပြနိုင်တယ်ဆိုတဲ့အခြေအနေမျိုးပဲဒါအပြင်ကျွန်တော်အားသာချက်တစ်ခုကဘာလဲဆိုတော့ဒီယာဒီကျွန်တော်ရဲ့အားသာချက်တစ်ခုကကိုရီရဲ့ set piece တွေပဲ ော်ဒါ Carlos Fernandez ကိုတော်တော်လေးချီးကျူးစရာပါနော်ဒါ set piece coach ပေါ့နော် Carlos Fernandez ကိုတော်တော်လေးချီးကျူးစရာပဲဒီရာဒီကျွန်တော်တို့နေတဲ့နော်ဒီ set piece တွေကနေပြီးတော့ penalty မပါဘဲနဲ့ set piece တွေကနေရတဲ့အတွင်းကို၁၀ကိုထိကျွန်တော်ရှိနေပါပြီဆိုတော့ open play တွေမှာကျွန်တော်အလုံးမဖြစ်ဘူးကိုရီတိုင်ပတ်နေတယ်ဆိုရင် set piece တွေကနေကျွန်တော်တို့ဒါအနိုင်ယူဖို့ကျွန်တော်ကြိုးပမ်းမယ်အတွင်းကိုရဖို့ကျွန်တော်ကြိုးပမ်းမှကျွန်တော်ရတော့မယ် West Ham ကဒီတောင်းကန်ပေါ်ဒီပါဒီမှာအားနေတဲ့အသင်းထဲမှာ ပါတယ်အဲ့တော့ဒါလိုတို့ရဲ့ long throw တွေ နောက်ပြီးလို့ရှိရင်ဖာနန်ဒက်စ်တို့ရဲ့တောင်းကန်ဘောတွေမီဆန်မောင်းအာမတ်ဒီယာလိုဘရိုင်ယန်အမ်ဘူမူတို့ရဲ့တောင်းကန်ဘောတွေဆက်ဘီစ်တီကိုကျွန်တော်ဒီပွဲမှာထပ်ပြီးတော့အားကိုးရအောင်ပါအဲ့တော့ open play တွေကနေတစင်ဝက်ဆမ်ကိုဒုက္ခပေးဖို့ခဲနေတယ်ဆိုရင်ဆက်ဘီစ်တီကနေကျွန်တော်ဒါ unlock လုပ်နိုင်တယ်လို့ကျွန်တော်ပြောရမယ်နောက်တစ်ခုကပါကီတာမပါနိုင်တာကိုရီတို့တော်တော်လေးကောင်းပါတယ်ပါကီတာမပါနိုင်တာကိုရီတို့တော်တော်လေးကောင်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီရှေ့မှာဒီကစားမရဲ့ performance တွေကိုကျွန်တော်ကြည့်ရင်တော်တော်ကိုအထင်ကြီးတရားသူကလောက်ပြထားတာ ။ဒါအပြင် Jared Bowen တို့ဘာလို့လဲလဲအဆင်ပြေအောင်သူတို့ပြထားတာ။အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်။ဒီ Santos ရဲ့လက်အောက်မှာအဆင်ပြေနေတဲ့ကစားမတယောက်အရေးအကြီးဆုံးလို့ပြောလို့ရမယ့် player တွေမပါဘူးဆိုတာက Mourinho ရဲ့စိတ်သက်သာစရာလို့ကျွန်တော်ထင်တယ်။အခုဆိုလို့ရှိရင်သူတို့အနေနဲ့သူတို့မှ Matthias Fernandez တို့ကျွန်တော်ရှိမယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့အဲ Wilson တို့လိုကစားမတွေကျွန်တော်ရှိမယ်။ အဲ့ပြီး draft window လို့ကစားမတွေရှိမယ်ပေါ့ဒါပေမဲ့သူတို့ကြားထဲမှာ link လုပ်ပေးမယ်ကစားမမျိုးအများကြီးကျွန်တော်တွေ့မထားဘူးအဲ့တော့ west ham အတွက်အဝေးကွင်းမှာလာကစားရတာလည်းကျွန်တော်ဖြစ်တယ် united ကလည်းပြီးခဲ့တဲ့ပွဲတင်ကနိုင်ပွဲရထားတယ်နီးပြဖြစ်တဲ့နူနိုဆန်တိုစ်ရဲ့လက်အောက်မှာ၃ပွဲဆက်တိုက်ရှုံးမမရှိတဲ့အရာကိုလည်းသူတို့ကပျက်စီးခဲ့ရတယ်ဆိုတော့ united အနေနဲ့အိမ်ကွင်းမှာမျောလင်းချက်ကောင်းကောင်းထားလို့ရမယ်လို့ကျွန်တော်ထင်တယ်ညီကလို့အတွက်ပြောတာပေါ့နော်ကျွန်တော်ကတော့မထားတော့ဘူးမနိုင်ပြောရင်ဆိုတော့အိမ်ကွင်းမှာကိုရီဒီပွဲမှာ၃မှတ်ထက်ယူရင်းနဲ့ ဒီလိုကာလာမျိုးမှာတက်နေနေများဆိုလို့အမှတ်စုပြရမယ်အချိန်မှာဒါကို MOD လုတ်ပြနိုင်မလားပေါ့ဆိုတော့ညီကလေးနေရောဒီပွဲမှာဘလို့ရက်လက်ထွက်ပေါ်လာမယ်ထင်ကြပါတယ်ဆွေးနွေးကြပါအောင်အလုံးကိုချစ်တင်များကြီးတင်ပါတယ်